မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့တကြံမိုးတစ်ချင်းနဲ့တချင်းကောင်းများစွာရေးဖွဲ့ခဲ့သောဂီတပညာရှင်အစ္စလီမုံမုံကွယ်လွန်ခြင်းနှစ်30ပြည့်အမှတ်တရအဖြစ်ခြံချင်းရေးသားထားသောဆောင်းပါးလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် လွန်ခဲ့သော29နှစ်ဒီနေ့230ပြည့်ပါပြီ1995ခုမတ်လ22ရက်မှာကမ္ဘာမြေပေါ်မှာလာချင်းကောင်းတဲ့တန်ဖိုးရှိစွာနေထိုင်သောသူတယောက်ရုတ်တရက်ကျွေးလွန်သွားခဲ့ပါတယ်သူကတော့နာမည်ကျော်တကြံမှုဇာတ်ကားအတွက် တကြမိုးတခြင်းရေးဆက်တီကုံးပေးခဲ့သူကိုမမောင်မြစ်စီမာလိုင်းပဲဖြစ်ပါတယ်အထူးသဖြင့်နှစ်စင်းနှစ်တိုင်းမလဆန်းရင်မြန်မာပြည်တော်မှာတူဖို့တူဖို့ဆိုတဲ့တကြံတခြင်းလေးတွေကြားရမြဲပါအေဘီလာဆန်းတကြံနီလာတာနဲ့အမျှတူဖို့တူဖို့အတန်ပုံမူကြားရပြီဆိုရင်တီဗီကနှစ်စင်းနှစ်တိုင်းထုတ်လွှင့်နေကြတကြံမိုးစကားကိုလည်းမျှော်နေမိတယ်မြဲဒါဟာတကြံချစ်သူတိုင်းတကြံကိုတန်မိုးထားတဲ့သူတိုင်းရှင်တဲ့အလိုလျောက်ပေါ်လာလိမ့်ရှိတဲ့ခံစားမှုတစ်ခုပါ ။တကြံမိုးတစ်ချက်နဲ့အတူတကြံမိုးစကားဟာလည်းဘယ်အချိန်ပြန်ကြည့်ကြည့်ပြေဝရတဲ့ယက်တာခန်းစားမှုတွေနဲ့အမြဲနှုတ်တနေမြဲပါ။ဒီလိုပြန်လဲနှုတ်တလာလေတိုင်းကွယ်လွန်သူတေးစရာကိုမမောင်ကိုလွမ်းဆုတ်တရိယာမြဲအောက်မေ့တတရာစမြဲပါ။ယခုဆိုတကြံမိုးဒီပင်ငွေတုကြော်လွန်ခဲ့ပြီးနှစ်ပေါင်း၄၀တီတီပြည့်ပြီးမဟုတ်ပါလားကျွေလူသူကိုမောင်မောင်ကိုလွတ်လည်ရပြီးတနေ့1949ခုဇွန်လ9ရက်နေ့မှာအဖအူကျော်စိန် အမိဒေါ်ချင်းချင်းလူလူတော်မှညီမတို့ကဒုတိယမြောက်သားအဖြစ်မန္တလေးမြို့မှာမွေးဖွားခဲ့ပါတယ်။ဆွဲဆောင်ပညာရှင်ဒါရန်ဥတ္တနဲ့ရင်းနှီးတဲ့ဖခင်ရဲ့အစီအမံနဲ့မူလာတန်းကျောင်းသားဘဝတဲ့ကစန္ဒယာဥသိမ်းမောင်ထံမှာစန္ဒယာပညာကိုနိုင်ငံတကာသုံးဂီတတင်ငိတာတွေနဲ့စနစ်တကျသင်ခွင့်ရခဲ့တယ်။နောက်တစ်ချိန်ပါရမီရှင်ဖြစ်လာမဲ့ကိုမမောင်ဟာခလေးဘဝတဲ့ကနိုင်ငံတကာဂီတနဲ့အကျွမ်းဝင်နေပါပြီ။ကိုမမောင်တိတ်ကြိုက်ပြီးမကြာခဏတီးတတ်တဲ့မျိုးစစ်ကဒေါက်တာဇီဘာကိုဇကားတဲ့က နာမည်ကျော်ဆမ်မွဲမိုင်လက်တေးသွားပါကမ္ဘာဂီတစင်မြင့်ထက်မှာယနေ့ထိတိခတ်နေတဲ့တေးသွားတစ်ခုပါဘယ်အချိန်မှနားထောင်တော့ဟောင်းသွားယူသွားလိမ့်မရှိတဲ့ဒီတေးသွားကိုသူအမြဲတိလိရှိကြောင်းစံရယာဥသိမ်းမောင်ကပြန်ပြောင်းပြောပြတတ်ပါတယ် 1966ဆယ်ရက်အောင်မြင်ချိန်မှာကိုမမောင်ဟာမန္တလေးမြို့ရဲ့အထင်ကရမြို့မှာအပျော်ရန်ဒီဝိုင်းမှာအတီးသမားတယောက်ဖြစ်နေပါပြီ။မြို့မှာဖြောပေးပွဲတွေမှာမကြမကြစမ်းနေရလိုက်ကြီးလေးရှိပါတယ်။အဲ့ဒီအချိန်ကမြို့မှာဟာမြန်မာပြည်တလွားအလွန်ကြော်ကြတဲ့ဒီဝိုင်းကြီးတစ်ခုဖြစ်နေပါပြီ။ခါတကြံရောက်လေတိုင်းငွေငန်းဖြူဖြူအယုတ်ကြီးနဲ့မြို့လူလူရှေ့မှောက်ရောက်လာလေးရှိတဲ့ ဖွဲ့သူအဖွဲ့သားတွေကိုတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုခဲ့ပါတယ်။အလင်းသိလို့ဒီနေရာမှာမြို့မှတင်ခဲ့တာငွေငန်းအယုတ်ကြီးကြောင်းပြောကြပါတယ်။ မြို့မအဖွဲ့ကြီးရဲ့ရှေ့ဆောင်ဆရာငိမ့်နဲ့အသင်းကမကထပြုပုံကိုယ်တွေဟာမြို့မကိုတီထောင်စဉ်ကတည်းကတချိန်မှာတန်ဆောင်တီဝိုင်းကြီးအော်ချက်စတာဖြစ်လာအောင်ရည်ရထားကြပြီးလေမုတ်တူရိယာပစ္စည်းတွေမြန်မြန်ဆိုင်ဆိုင်နဲ့တံပြိုင်တိမုတ်တည်ဆိုခဲ့ပါတယ်ဒီနေရာမှာငွေရောင်ဆင်းရှိတဲ့တူရိယာတွေကနေပေါ်ထွက်လာတဲ့အတန်တွေဟာငန်းတွေရဲ့အော်တန်နဲ့တူတာမို့ငွေငန်းဖြူရုပ်ကြီးကိုအထိတ်အမှတ်ဖြစ်သုံးစွဲခဲ့တာပါလေမုတ်တူရိယာတွေရဲ့ပုံစံဟာလည်းငန်းရဲ့လေပင်ကောက်ကောက်ရှိရှိနဲ့တူတယ်မဟုတ်လားတဖန် ံငန်းတွေဟာရေပြောတတော်ဝါတွေဖြစ်သလိုမြို့မအဖွဲ့သားတွေဟာလည်းခါတကြံရေစင်သွန်ပြန့်ကျင်ပေါ်ထွက်လာစမြဲမှုငွေငန်းရုပ်ကြီးကိုအသုံးပြုခဲ့တာပါ။ဆယ်ရက်အောင်ပြီးမြို့မအသိန်းတိုက်တဲ့ဝင်ထွက်သွားလာနေတဲ့ကိုမမောင်ဟာရန်ကုန်စစ်မှုတပ်ကတို့ဝင်ခွင့်ရလို့ရန်ကုန်ပြောင်းရွှေ့ကအဆောင်တွေမှာဂီတာတိခတ်ပျော်ရှင်ခဲ့ပါတယ်။ဒီမှာပဲ classical ဂီတာကိုဆွဲဆဲမြဲမြဲတိခတ်လာခဲ့တယ်။ တဖက်မှာလည်းကိုပိုင်တန်စင်တခြင်းတွေကိုတဖြည်းဖြည်းရေးဖွဲ့လာပါတယ်။ရန်ကုန်မှာအဓိကတွဲပစ်သူတွေကတော့အများသိပြီးဖြစ်ကြတဲ့ကိုခင်မောင်တိုးနဲ့ကိုရွယ်လွင်နဲ့ကိုနေဝင်းတို့ပါပဲ။ဂီတပညာကိုငယ်စဉ်ကတည်းကစနစ်တကျသင်ယူခဲ့တဲ့သူ့အတွက်ရန်ကုန်မြေဟာမစိမ့်ပါဘူး။တက္ကသိုလ်နေရတွေဟာသူ့အတွက်ကိုပိုင်တန်စင်တွေမွေးထုတ်ပေးရာယာသည့်အချိန်ဆက်ဝန်းတစ်ခုလိုပါပဲ။သူ့ရေးဖွဲ့လိုက်တဲ့တခြင်းတွေဟာစိတ်ကညစ်တွယ်လွယ်တဲ့စကားလုံးတွေနဲ့တန်စင်ချိုးမြမြလေးတွေပေါက်ဆက်ထားတာကြောင့်လက်ဆက်ကြည်နူးစေတဲ့ ဲ့ရတကိုခန်းစားရပါတယ်။စံသစ်တီထွင်ထားတဲ့ဂီတတန်စင်လေးနဲ့တတွဲစီတွဲတီထားတတ်တဲ့စကလုံးလှလှလေးတွေစူးစီးပေါင်းဆက်လိုက်တဲ့အခါသူ့တခြင်းလေးတွေဟာနားထောင်လို့အင်မတန်ကောင်းပါတယ်။ ခစ်ဘောစတူဒီယိုကိုပိုင်တန်စင်ဂီတလမ်းကြောင်းမှာကိုခေဝမ်းဟာပကြီးစရာတူမှုတချင်းရတဲ့အခါမြင်ကွင်းကျဲ landscape တွေနဲ့ဖွဲ့စည်းတတ်ပြီးအပြာရောင်မိုးဝဲလေးတို့ခဲန်းနူရောင်လေးတွေမှိုင်းမှိုင်းမုံမုံနေတို့ဤဆွေးနှခမ်းပြုတ်ရောင်တန်းတို့အပြာရောင်တန်းနဲ့နှွေရဲ့ညအောက်တို့မပြောပါဘူးနှင်းစီဘူးတို့လို့ impression နဲ့ဟန်ဆေးအောင်စုံနမိတ်ပုံထဲ့သွင်းရေးဆက်တီကုံးတတ်တယ်လို့ကိုမောင်မောင်ဟာလည်းခန့်ရတဲ့ light အလင်္ကာဆန်ဆန်ရေးလေးရှိပါတယ်ဒီကာလမှာပဲသူရေးဖွဲ့ခဲ့တဲ့အစ္စလီတချင်းဟာခိုင်တူးတီဆို းမှုနဲ့အတူအကြီးအကျယ်ပေါက်သွားခဲ့ပါတယ်။ဘယ်နေရာတော်တော်အစ္စလီအချစ်ရဲ့ဆိုတဲ့ခေါ်တန်ကြားရသလိုအစ္စလီရတန်တီးကွာဟာလည်းဂီတာသမားတွေကြားတင်ယိုးတဲ့တစ်ခုပေါ်ထွက်လာသလိုမျိုးအကျိုးပြုနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့1984ခုမှာဒရိုက်တာမောင်တင်ဦးဟာမန္တလေး26ဘီလန်ဆိုင်းနက်ရက်မှာတည်ရှိတဲ့ကြီးမြင့်ရုပ်ရှင် ထုတ်လုပ်ရေးကကိုစော်မြင့်နဲ့တိုင်ပင်ပြီးနောက်တစ်ချိန်ဂန်နဝင်ဖြစ်လာမဲ့တကြံမိုးဇက်ကရိုက်ကူးရေးစီစဉ်ပါတယ်။အတိတ်တစ်ချိန်ကမန္တလေးတကြံအကြောင်းတွေနဲ့ကျောင်းရုပ်ပြုဇက်လန်းရေးဖွဲ့ထားတဲ့တကြံမိုးရုပ်ရှင်ကားကြီးကိုမြို့မငိမ်းမြို့မကိုပေါ်နဲ့ကိုမမောင်တို့ရဲ့တချင်းတွေရော့ဆက်ကအမျိုးသားရင်ကျေးမှုဖော်ညွှန်းတဲ့ဇက်ကားဖြစ်ရိုက်ကူးခဲ့တာပါ။တချင်းရေးဆက်ရမှာကိုပေါ်ကနှစ်ကိုတူ ချစ်သမျှလို့အလေးနဲ့အပိုင်းတာဝန်ယူသလိုကိုမမောင်ကတွက်လက်မျိုးထုတဲ့အပိုင်းကိုတာဝန်ယူကာဟန်ချက်ညီညီရေးဖွဲ့ခဲ့ပါတယ်။ကုစုံမျိုးထုမီဇီမာလိုင်းရဲ့ music ပတ်မှုမှုကလည်းအတော်လေးအရေးပါခဲ့ပါတယ်။ဒီဇက်ကမှတိရုပ်ဆောင်တွေရဲ့ပြည်ပြင်းတဲ့တိရုပ်ဆောင်မှုနဲ့အတူနောက်ခံသချင်းတွေဟာဇက်အနစ်အမြင့်တံပိုလိုက်အလွန်ဆွေအမျိုးကျွသူ့နေရာနဲ့သူခွင်းကျနေတာကြောင့်ပရိသတ်တွေရဲ့နှလုံးကိုတိမ်ကြုံဆွဲငင်နိုင်တဲ့အထိအောင်မြင်ခဲ့ပါတယ်။ပအဝင်တိရုပ်ဆောင်သူတွေရဲ့ဇက်ရုပ်ကိုမကြည့်ပဲအတန်ကိုသာဂယုရ စ္စာနားထောင်ကြည့်ရင်တေဂီတာလွှမ်းခြုံမှုကဘလောက်ကြီးမားတယ်ဆိုတာတွိုင်းလိုက်ရင် ကြားလိုက်ရင်တော့ဒါကကြံမိုးစကားပဲလို့ချက်ချင်းသိမြင်နိုင်ပါတယ်။ကြံမိုးစကားကိုတချို့က musical film ဖြစ်သတ်မှတ်တယ်လို့တချို့က cultural film ဖြစ်သတ်မှတ်ပေမဲ့နှစ်မျိုးစလုံးအကျုံးဝင်နေဆိုလဲမမှားပါဘူး။ဒါကြောင့်တချမ်းမှုတချင်းတွေဟာဆဲစုနဲ့များစွာကြာမြင့်ပြီးဖြစ်ပေမဲ့တချမ်းရောက်တိုင်းဒီတချင်းတွေဟာထက်ခါတလဲလဲကြားနေရတော့ဒီနောက်ပိုင်းတချမ်းတချင်းတွေဟာသူ့ကိုဖောက်မထွက်နိုင်ဘူးဆိုတာထင်ရှားနေပါတယ်။ မြန်မာသရှင်ဆိုတာဘလို့လဲလို့နိုင်ငံရဲ့အခြားကမေးမြန်းလာရင်အနည်းဆက်ဆုံးတူဖို့တူဖို့အတန်ပါဝင်တဲ့တကြံသရှင်တွေကိုပဲအလွယ်တကူပြသရမှာပါဒီတူဖို့တူဖို့အတန်ကိုလည်းမြို့မဆရာကြီးကပဲတီထွင်ဖော်ထုတ်ခဲ့တာပါကဘာစီကြည်ပြီးမြို့မကြီးမြို့မမလေးလေးရင်နဲ့ဘုံဥလာတဲ့အဆရှိတဲ့အဖွဲ့သားတွေဟာတကြံနဲ့လိုက်ဖက်ကြီးတဲ့တန်ဆန်းတစ်ခုကိုရှာဖွေကြရမှာ တပလာခေါ်ကလားဘုံနဲ့စီတို့ကိုစီချက်ကြကြကလို့ကောက်အောင်တူဖို့တူဖို့ဘေးဘုံတူဖို့တူဖို့တူဆိုတဲ့ထူးခြားတဲ့အတန်ကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးတကြံတချင်းဆိုတူဖို့နဲ့မလို့ကင်းတော်တယ်လို့တူဖို့တန်ပါဝင်မှတကြံတချင်းဖြစ်အသက်မှတ်လာပါတယ်။ဒါကြောင့်တကြံဝိုးဇက်ကမှတူဖို့တန်တွင်ညံနေခဲ့တာပါ။ ကိုမမောင်ရဲ့တကြံတခြင်းတွေဖြစ်ကြတဲ့နှွေးဦးကဗျာတခြင်းဗထောက်နဲ့အတူတခြင်းမိုးမင်းတကြံတခြင်းတွေဟာတူးဖို့နဲ့မကင်းကြပါဘူး။ဒါအပြင် ကိုမမောင်ဟာနောက်တစ်ချိန်စံပြုတ်ဝဲရုပ်ရှင်တွေဖြစ်လာတဲ့အထိဒန်နာယီနဲ့မမစိန်ဇက်ကားတို့ရဲ့နောက်ခံတေဂီတာတွေကိုတာဝန်ယူကာဒန်နာယီပန့်ချစ်သူရိုးရိုးလေးနှင်းစီပန်သူအဆရှိတဲ့ဇက်ဝင်တေးတခြင်းတွေ ဖွဲ့သီးခဲ့သလိုဒန်နာယီဇက်ကားစက်ညုံးကိုလည်းရေးသားခဲ့ပါဗျ။ ်ပျောက်မြောက်တဲ့ကိုပိုင်တန်စင်တချင်းအပုတ်ရေပေါင်း200ကျော်ရေးသားခဲ့ရမှာတချင်းတပုတ်ပန်းတစုံနေညိုချိန်တွေစောင်းကျိုးရှိုက်တန်းဆဲလဲလိုက်တန်းမိုးလုံးပိုင်း ဝိမုံမဟာစံသူဂျိုးကြတန်ရှင်ခတ်လွန်ရောင်းစင်ခွနတဲ့နဲ့အိမ်လွန်းတချင်းတွေဟာအလွန်အောင်မြင်ထင်ရှားခဲ့ပါတယ်ဒီလိုကြော်ကြားထင်ရှားတဲ့တေးပြူစာဆိုဖြစ်လာမဲ့ကိုမောင်မောင်မှာပကာသနာမရှိပါဘူးရှဲအင်းညီကလေးနဲ့ပေါ်ပေါ်ပါပါချီတဲ့ပစိုးလေးဝက်ကမန္တလေးမှာစပိန်ကလေးစီးနေတာပါပဲသူ့ထံလာရောက်သင်ယူတဲ့မျိုးဆက်သစ်ဂီတသမားလေးတွေကိုစေတနာပါပါနဲ့ပို့ချပေးနေတာပါပဲမျက်မှန်အထူးကြီးအောက်ကလေးနဲ့တည်ကြည်တဲ့အကြည့်နှာခမ်းထူထူကြကဖြည်းဖြည်းချင်းပေါ်ထွက်လာတဲ့စကားသာ ံဖောက်ဝါတွေဟာသူ့တံပိုးကိုချိန်ဆက်ပြသနေပါတယ်။ဒါပေမဲ့ပကာသနကင်းတဲ့သူ့ပုံရိပ်မှာအမှုပညာမာနကတော့ အရေးဝေဝေထိုးကြနေပါလိမ့်မယ်။စာပေအမှုပညာသဘာဖြစ်ဖြစ်တေးရေးစရာကွန်ပိုစာပဲဖြစ်ဖြစ်အမှုပညာရှင်တဦးဟာပုံမှန်လူတွေနားလည်ရခက်ခဲစေတဲ့ပုံကိုဖြစ်နေတတ်ပါတယ်။စာရေးသူတဦးဟာစကူဘောပင်နဲ့ကွန်ပျူတာကလုတ်တွေမထိတွေ့ရပေမဲ့အိတ်တုံးစာတုံးတွားတုံးမှာစိတ်ကူးနဲ့အတွေးစီချဲရေးနေသလိုတေးရေးသူတဦးကလည်းဂီတတူရိယာပစ္စည်းတစ်ခုခုကို မကင်တွယ်ရပေမဲ့တန်စင်တွေကြားရောက်နေတတ်တာတန်စင်တွေတိဆောက်နေတတ်တာ အမြဲလိုလိုပါ။ ပကြီးစရာဆိုရင်လဲတွိုင်းလာရင်နေ့လေးအောင်ကို ရှုမြင်တတ်တာအများမမြင်တဲ့အကွက်လေးတွေကိုစိတ်ကူးနဲ့တိမှတ်ထားရေးဆွဲတတ်တာတမရပါပဲဒါတွေကိုအမှုပညာနဲ့နှိမ့်နွယ်သူတိုင်းခံစားနားလည်နိုင်ပါတယ်ဒါကြောင့်လဲတူးတဲ့ဖြစ်စေသားသမီးတွေနဲ့ဖြစ်စေစပိန်ကလေးနင်းကနင်းကတွားတတ်တဲ့ကိုမမောင်ဟာဘေးဘီကိုကောင်းစွာမကြည့်ပဲတန်စင်ရှာစကလုံးတွေရှာဖွေနေမယ်လို့ယုံကြည်နေမိတယ် ူမကလူရဲလို့ဖြစ်လာကလေးကတေးပြူစာဆိုဖြစ်ဖို့ကိုအကြောင်းဖန်ခဲ့တယ်မဟုတ်လားဒါပေမဲ့သူဟာတကွေးအောင်မြင်မှုကိုမစုံမခဲ့ဘူးစစ်မှန်တဲ့အမှုပညာသမားပြီးပြီးတင်းဝကိုအလိုရှိကထင်ရှားတဲ့အစ္စလီသချင်းကိုအစွဲပြုခေါ်ဝေါ်တဲ့အစ္စလီမောင်မောင်အမိကိုမနှစ်သက်ပဲအများပါဝင်တဲ့မစ္စမာလိုင်းအဖွဲ့ကိုကိုစားပြုကမောင်မောင်မစ္စမာလိုင်းလို့ခေါ်ဆိုတာကိုပဲနှစ်ချိုက်သဘောကျပါတယ်ကိုမောင်မောင်ဟာသူ့ဆရာစန္ဒယာဦးသိမ်းမောင်စကားနဲ့ပြောရင် သူဟာကိုကိုကိုတိဖို့ကြိုးစားတယ်။နောက်ပြီးဘာကိုဘလောက်ထိတိကျင်တယ်လဲဆိုတာလဲတိကျင်နေသူဖြစ်တယ်ဆိုတာလိုပဲဂိတမော်ယုံတော့မှာရှင်သန်နေထိုင်လို့သူပါ။ဒါပေမဲ့လက်တွေ့ဘဝမှာတော့မချောမွေပါဘူး။ ကိုခင်မောင်တို့ရဲ့မြစ်ဒစင်းဖြစ်တည်မှု1993မှာ CD တွင်ပြီးတဲ့နောက်ရန်ကုန်ကိုအသိမရောက်ဖြစ်တော်မူဒီ CD မှာ classical guitar နဲ့ညစ်လျံတဲကိုသူကိုယ်တိုင်ပါဝင်တိခတ်ပေးခဲ့ပါသေးတယ်ရန်ကုန်မှာကြာကြာမနေခြင်းတလို့မပျော်ပိုက်တလို့လည်းဖြစ်လာခဲ့တယ်တကယ်တော့သူ့ဘဝတက်တန်းနှစ်40ကျော်တွင်ပျော်ရှင်ခဲ့ပါသလားလို့မေးခွန်းထုတ်ကြည့်ရဲ့မပျော်တဲ့ကာလတွေသာများပါလိမ့်မယ်ကျောင်းသားလှုပ်ရှားမှုကြောင့်ကျောင်းပိကနီပညာတပိုင်းတစားနဲ့သူချစ်တဲ့စုံမှုတက္ကသိုလ်မျိုးကိုရင်းနာစွာ စွန့်ခွာခဲ့ရတာမှားရပြည့်ရေတော်ဘုံကာလအကြောင်းသားတွေတွေးမြေကြခဲ့ရတာမန္တလေးတက္ကသိုလ်ကိုဖိနှိပ်ဖို့ညဘက်ကြီးရုပ်မာချင်းပစိုးတူတူဒုတ်တချောင်းအန်တကြိတ်ကြိတ်နဲ့ခံချဖို့ပြင်နေတဲ့စိတ်ပြင်းပြမှုတွေရန်ကုန်ဂီတလောကထဲတိုးဝင်ဖို့ကြိုးစားစဉ်ခွဲခြားဆက်ဆံခံရမှုတွေတချို့သောသူတွေရဲ့အမှုပညာဂုတ်သွေးစုပ်ချေလေတဲ့ပုံတွေတချီးရဲကမစို့မဖို့လေးကိုပဲဈေးစစ်သူတွေကြားကိုမမောင်ပျော်ပိုက်ပုံမရတော့ပါတခါတလေလဲဆရာကြီးကိုတရိယာမိထင်ရဲ့အုတ်ခဲတဲ့ လော်ရီကားကြီးအောက်ခေါင်းတိုးဝင်လိုက်တဲ့အဖြစ် နောက်ဆုံးသူ့သချင်းတွေနဲ့အောင်မြင်လာသူအစိုးကြောတယောက်နဲ့မမျောလင့်ပဲလမ်းခွဲလိုက်ရ။နောက်ဆုံးတစ်ခေါက်ရန်ကုန်ကတက်ခေါက်ပြန်လာပြီးတဲ့နောက်မန္တလေးမြန်မာပဲကိုမောင်မောင်အေးအေးလူလူနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့စိတ်တွေအေးပုံမရပါဘူး။ယူဝေမြဝန်းနေနဲ့အမြဲလွင့်လွင့်ဝေဝေဖြစ်နေတတ်ခဲ့တယ်။သူ့ပေမဲ့တာသမီတွေကိုနေ့စဉ်မပြတ်ကြောင်းကြိုးပို့ကိုတော့မလိဟင်းစေရပါဘူး။ကြောင်းဖွဲ့ရဲ့မနက်တိုင်းကလေးတွေကိုစက်ပင်းကလေးပေါ်တင်ဆောင်ကလိုက်ပို့လေရှိခဲ့တယ်။အဖြူအစိမ့်ဝတ်တားနဲ့သမီငယ်တွေကိုရှေ့ဘာ မှာတယောက်နောက်ကယ်ရီယာပေါ်မှာနှစ်ယောက်တင်ဆောင်ကစပိန်နှင်းထွက်လာတဲ့ကိုမောင်ကိုမန္တလေးစိမ်ပန်းရန်နာမှာအမြဲတွေ့ရတတ်ပါတယ်သူတို့ကိုအရက်ထဲကတော့လူရထားရွဲလို့တော့အမိပေးခေါ်ဝေါ်တတ်ကြရဲ့ ဒီအကြောင်းကြိုးပွားဝက်ကိုတော့အရေးကြီးတဲ့အကြောင်းကိစ္စမပေါ်သမျှကိုမောင်မောင်မပြတ်ရွံ့ခဲ့ပါဘူးမမရရမွေးရမီမန္တလေးမှာကိုမောင်မောင်နောက်ဆုံးဖျော်ပြခဲ့တာက1994ဇန်နဝါရီလကျုပ်အနောက်ဖက်စတိတ်ရှိုးမှာပါနေစီမာလိုင်းတိဂီတာအဖွဲ့နဲ့တူဒန်နာရီတချင်းကို classical တိခတ်ခဲ့ပါတယ်ဒီတိခတ်မှုဟာသူ့ရဲ့နောက်ဆုံးဖျော်ပြမှုလို့ဘယ်သူမှမသိခဲ့ကြပါဘူးအရင်ညကအေးမြတဲ့စောင့်ဝင်ရုံလွှတ်ချုံမှုနဲ့တူတုံတုံတိုက်ခတ်နေတဲ့လေပြင်းညင်းနဲ့ ပြပိုင်းကြည်လဲတဲ့မိုးကောင်းငင်အောင်တာယာညိတ်ရောက်တဲ့ကိုမောင်မောင်တချင်းစိုးတန်းနဲ့နူးညံ့တဲ့ဂီတာတန်ကမန္တလေးသူမန္တလေးသားတွေကိုနှစ်မျောစေခဲ့ပါတယ်။တုံးစတဲ့ရိုးပွဲပြီးတဲ့နောက်တစ်နှစ်ကြာအလျံတင်းကြီးကြီးတောက်လောင်နေတဲ့မလရဲ့အဝါရောင်လှိုင်းနေအောင်ပြင်းပြအောင်မှာကိုမောင်မောင်ရုတ်တရက်ကွယ်လွန်သွားပါတယ်။ စိတ်မက်ရဲ့နေအိမ်မှာပါပဲသူချစ်သောဇနီးဖြူနဲ့တားငယ်သမီးငယ်တွေသူမြတ်နိုးတဲ့ classical ဂီတာလေးသူ့ဘဝမှတ်တမ်းလို့ဆိုနိုင်တဲ့တေးသင်းနှုတ်စာရွက်လေးတွေပြီးတော့သူ့ကိုလေးစားတန်ဖိုးထားတဲ့ချစ်ပရိသတ်တွေနဲ့သူချစ်သောကဘာကြီးကို မျက်နာလွဲကအဝေးအဝေးတနေရာစီခရီးရှည်ကြီးထွက်သွားခဲ့ပါပြီ။ လူသားတိုင်းရှောင်လွဲမရနိုင်တဲ့ခရီးဆိုပေမဲ့ကိုမမောင်စွန့်ခွာသွားတာကတော့တိတ်ကိုစောလွန်လာပါတယ်။ကိုမမောင်ဆုံးတော့48နှစ်သားရှိပါသေးတယ်။အားလုံးယူကျုံမရဖြစ်ကြရတယ်။ စကကြီးစကကြရီမပြောတတ်ပဲသူ့အတွေ့နဲ့သူသာအေးစေးစွာနေတတ်တဲ့ကိုမမောင်ဟာဒီကဘာမြေပေါ်ကနေတိတ်တိတ်ဆိတ်ဆိတ်ပဲထွက်ခွာသွားခဲ့ပါတယ်။အမတန်နှမျောစရာကောင်းသူပါ။စစ်မှန်တဲ့အမှုပညာရှင်မို့နှစ်ပေါင်းများစွာကြာမြင့်လာတဲ့အချိန်ခုချိန်ထိသူ့တချင်းလေးတွေဝေစီချိုလင်နေစေမဟုတ်လား။ တူဖို့တူဖို့တေးတန်နဲ့တူတကြံမိုးတစ်ချင်းလေးလေတဲ့ဝိဝဲပြန့်လွင်လာပြီးမဟုတ်လားကျွန်တော်ကတော့တကြံမှာဖြောပြေခွင့်မရလို့နွမ်းလျာခွေနှုံပြီးစပိန်ကလေးစီကစီကတွန်းလာတဲ့နောက်ဆုံးရေကန်ဆက်မှာငေးငိုင်နေတဲ့တက်ထွေးဇေဝိုင်းကိုမြင်ရလေတိုင်းတကြံမှာမပျော်ရွှင်တတ်တော့တဲ့ကိုမမောင်ကိုမြင်အောင်နေမိတယ်သူဟာစပိန်ကလေးနဲ့တကြံမိုးပါစပိန်ကလေးနဲ့တကြံမိုးပါလေး ။ဒါကြောင့်မို့ကနှစ်ပေါင်း40ပြည့်ခဲ့ပါပြီ။ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Kunda Cartoon Channel လေးကိုလည်း Like and Subscribe တွေလုပ်ပေးကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။